မြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံညာပြည်မှာမွန်တန်ယုံမရှိဘူးကရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဝါဒသွသွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကညာကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံမြန်မာနိုင်ငံအဲ့တော့ကျမတို့ညာနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟင်းမြန်မာလား ုတ်တယ်မြမပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြမတန်နေကြတယ်ဆိုရင်အခုကျမတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်သူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလားမြမကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ်အဲ့တော့ပြဿနာတစုံတရာဖြစ်လာလို့မလို့အဲ့လိုမျိုးတွေကြက်ကြက်အစိတ်အတောက်တွေလို့ ပြဿနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာ ပြောတော့ဘာလဲလို့မင်းဘာဘယ်မင်းကဘာလဲလို့မေးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလားပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေတွေကနေပြီးတော့မှဟို passport ရှိတဲ့ကလေးတွေလည်းရှိတယ် passport မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိမ့်မခန့်နဲ့ နိုင်ငံ ကိုစားပြို့ပဲဖြစ်ရတယ်နိုင်ငံကိုစားပြို့ပဲပြောရတယ်မွန်နိုင်ငံကရင်နိုင်ငံဒီလိုပြောလို့မရဘူးမရှိဘူးလေမြန်မာနိုင်ငံပြီးတော့မှအိုးအေးအတန်လေးစကားလေးဝဲနေတော့ဘာလို့မျိုးလဲကဲပြောစင်တာလေးပြန်ဖတ်ပြမယ်နော်ထောက်ကိုင်းမှာရှောက်လည်ရင်နဲ့ကိုအချင်းချင်းမလို့မင်္ဂလာပါမြန်မာပဲမလားလို့နှုတ်ဆက်တာ ਉਹ တဲ့မြန်မာမဟုတ်ဘူးကျမကမွန်ဆိုပြီးပြန်ပြောလို့တဲ့ အဲဖလာမဆိုတဲ့အကြည့်လေးနဲ့ပဲပြန်ကြည့်ပေးခဲ့လိုက်တယ်။ပြည်ပမှာမလို့မြန်မာလားမေးတာပါတဲ့ဗမာလားလို့မေးတာလည်းမဟုတ်ပါဘူးတဲ့။ဘယ်နဲ့မြန်မာလားလို့မေးတာလားတဲ့။ဇွတ်ဗမာဇက်သွင်းတဲ့လူမျိုးကြီးခွဲကြတယ်ဖြစ်သွားရောဆိုပြီးတော့မှ အဲတန်းထိုက်အောင်ဆိုရယ် post patient က post လေးတင်ထားတာလေးရှိတယ်။ကျွန်မအဲ့ဒါလေးနဲ့ပတ်သက်ပြီးဆွေးနွေးကြတာလေးရှိလို့ပြ။အဲ့တော့ကျွန်မတို့ကတိုင်းပြည်တစ်ခုခုမှာကေမွန်လူမျိုးอ่ะပဲဖြစ်ဖြစ်၊ကရင်လူမျိုးอ่ะပဲဖြစ်ဖြစ်เนาะကျွန်မနိုင်ငံတစ်ခုခုရောက်သွားတယ်ဆိုပါဆိုကျွန်မပေါ့ကျွန်မနိုင်ငံတစ်ခုခုရောက်သွားကျွန်မနိုင်ငံတစ်ခုခုမှာပြဿနာတက်တယ်ဆိုပါဆိုအကျယ်တဝင့်ဖြောပြကြတယ်ဆိုပါဆိုကျွန်မကရင်လူမျိုးအယ်မွန်တင်းလို့ပြောမှလားမြန်မာ citizen မြန်မာနိုင်ငံသားအယ်မွန်တင်းလို့ပြောမှလား မြန်မာနိုင်ငံသားလို့ပဲဖော်ပြမှာဘာဖြစ်လို့လဲဆိုတော့ country ဒီမြန်မာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ country ကနေပေါက်ပွားလာတဲ့ဒီ country ကနေပြီးတော့မှကြီးပြင်းလာတဲ့ဒီ country ကနေပြီးတော့မှအာ passport ကိုကင်ထားတဲ့သူတွေဒီအကောင်လုံးမြန်မာ citizen ပဲဖြစ်တယ်။ဘာတိုင်းရင်းသားပဲဖြစ်ဖြစ်တိုင်းရင်းသားဆိုတာကကချင်၊ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းစတဲ့တိုင်းရင်းသားဒီ မျိုးနယ်စုအကြီးပေါ့အများကြီးရှိသေးတာပေါ့နော်အဲ့တော့အဲ့ဒီမျိုးနယ်စုအကြီးကြီးရင်းနဲ့ဖွဲ့စည်းထားတဲ့ပြည်တော်စုမြန်မာနိုင်ငံဖြစ်တယ်မြန်မာဆိုတာကနိုင်ငံကိုကိုစားပြုတာဗမာဆိုတာကလူမျိုးကိုကိုစားပြုတာကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်း အဲ့တော့တချို့တိုင်းရင်းသားတွေကအမြင်မကျေသေးတာလားအဲကျွန်တော်တို့ဟိုခုနပြောတဲ့လိုမျိုးပေါ့တခုခု something wrong လားတော့မပြောတတ်ဘူးเนาะမြန်မာလားဆိုလို့ရှိလို့ရှိရင်မဟုတ်ဘူးမွန်မဟုတ်ဘူး kitchen မဟုတ်ဘူးခရင်ဆိုတာတွေကလေနိုင်ငံညာမှာပဲဖြစ်ဖြစ်ပေါ့ကိုကမေးကြရဆိုမြန်မာလားဆိုတော့ကျွန်တော်တို့ကနိုင်ငံသားကိုနိုင်ငံကိုကိုစားပြုပြီးတော့မှမေးတာမြန်မာနိုင်ငံသား လူမျိုးကိုကိုစားပြုတာဒီကျမကတော့မြန်မာနိုင်ငံသားပါကချင်လူမျိုးဖြစ်ပါတယ်ကျမကတော့မြန်မာနိုင်ငံသားကရင်လူမျိုးဖြစ်ပါတယ်အခုကျမကကရင်မဟုတ်လို့ကျမအခုထိုင်းကိုသွားတဲ့အချိန်မှာကျမကဖြစ်ရပြီเนาะထိုင်းမှာဖြစ်ရပြီဆိုတော့ကျမတို့အခုဆိုရင်ဒါကြိုပြီးတော့မှစင်ကာပူတို့ထိုင်းတို့သွားပြီးတော့မှကျမတို့သွားရင်ကတ်တွေဖြစ်ရတယ်အဲ့ကြလို့ရှိလို့ရှင်ဘလို့ဖြစ်ရလဲ ကရင်လူကရင်လူဖြည့်လိုက်လို့ရလား citizen နေရာမှာလीကျမကရင်မလို့ကျမ citizen နေရာမှာဖြည့်ရနေရာမှာကျမကရင်ဆိုရင်ကျမ accept ဖြစ်မလားဘယ်ဖြစ်မလဲနိုင်ငံကိုစားပြုတဲ့ဟာကိုပဲတုံနှုံးရတယ်နိုင်ငံမြန်မာနိုင်ငံသားအဲ့တော့မြန်မာနိုင်ငံသားလို့မပြောချင်ဘူးဆိုရင်မြန်မာနိုင်ငံသားအဖြစ်ကစွန့်လို့မြန်မာ passport ကိုမကင်နဲ့